ကြားဖြတ်ရွေးကောက်ပွဲအတွက်လစ်လက်မဲဆန္ဒနယ်မြေတွေမှာပါဝင်တဲ့မဲဆန္ဒရှင်တွေရဲ့အမည်စင်တွေကိုဖေဖော်ဝါရီလ1ရက်နေ့ကအစတင်ကြေညာခဲ့ပါတယ်။အခြေခံမဲဆန္ဒရှင်အမည်စင်တွေကိုဖေဖော်ဝါရီလ1ရက်နေ့ကအစတင်ပြီး14ရက်နေ့အထိသက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဂျုံနေနဲ့ပြည်သူတွေလာရောက်ကြည့်ရှုဖို့လွယ်ကူတဲ့နေရာတွေမှာပါအမည်စင်တွေကိုကတ်ထားပေးတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့မဲစီရင်စတင်ကြီးညာတဲ့ရက်ဖြစ်တဲ့အတွက်မိမိတို့အမည်စီရင်ပါမပါကိုလာရောက်ကြည့်ရှုသူနှဲပါနေသေးတယ်လို့ကြီးမြင့်နိုင်မျိုးနဲ့ပန်းလိုင်ရက်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးမောင်ဦးကအခုလိုပြောပါရယ်မဲယုံတီအတွက်ကိုကြား993ဦးမှာ1069ဦးမဲယုံတီမှာစုစုပေါင်း1860ပါနော်နောက်ပြီးတော့မဲယုံနှင်းမှာကကြား480နောက်ပြီးတော့အုံနှင်းပေါ့အုံနှင်းက မ969ခုဘောင်းပေါ့နော်1349ခုပေါ့နော်ဆိုတော့လောက်ထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာတကယ်လို့လာပြီးတော့မတင်တဲ့ဂျန်တဲ့စရင်းတွေကိုလည်းကျွန်တော်တို့အကုန်လုံးသူ့ကိုလိုက်ပြီးတော့ပြင်ပြန်ပို့ဖို့တော့အခန်းတွေကိုအကုန်လုံးချစ်ထုတ်ထားပါတယ်ဒီလိုလိုက်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့နှုတ်ဆက်ပေးပါမယ်အခုဒီ2015နဲ့ဆိုရင်ဒီရဲ့အခုရဲ့ကွန်ချာချက်ကအရင်တော့ဆိုရင်ကျွန်တော်တို့ဒီရုံးမှာပဲကတ် အခုမှဆိုရင်ကိုရင်းမြင်တာအောင်လို့အတွက်ကျွန်တော်တို့ပန်းလိုက်အရာမှာလည်းကပ်ပေးတယ်ဘက်ကပ်ပေးတယ်နောက်ပြီးတော့ရွှေကုန်းသူ A1 ပြည်ဖို့မှာလည်းကပ်ပေးတယ်ခြေကံဦးစီးမှာလည်းကပ်ပေးတယ်ဟိုရွှေလေးပြအရာမှာကပ်ပေးတယ်သူနီးတဲ့အနီးတဲ့ကြီးလို့ရတာဟုတ်ကဲ့ဒါကြီးလို့ရအောင်တော့ကျွန်တော်တို့ကိုရင်းမြင်တာအောင်ကပ်ပေးတယ်ဒီနောက်တကယ်လို့ရုံးမှာလည်းလာကြီးလို့ရအဲ့ဘိုင်းကတော့ကျွန်တော်တို့ တို့လူလောက်တဲ့အချိန်မှာတို့မြေပြင်ဆောက်ကောက်တဲ့အပတ်ကိုတို့ဖတ်ပေးထားတယ်ကျွန်တော်ကော်မရှင်နဲ့တော့ဆက်ဘူးတို့အရာတွေကိုလုံးစင်းကိုကိုလုံးပြုစုပေးပါတယ်ဖတ်ပေးကြပါဦးအခွဲပြီးအကုန်လုံးမြေပြင်စင်းကိုတို့အတိအကျကိုလုံးကောက်ပေးတယ်ကောက်ပေးပြီးတော့အခုဒီကိုထွက်လာတဲ့မြေရုံနဲ့စင်းကိုကိုလုံးဒီမှာကပ်ပေးပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကတော့တကယ်လို့တို့ကြံခဲ့တဲ့လူတွေတကယ်လို့နဲ့မအားမလို့လားဒီမှာပို့လို့ကြံခဲ့လူတွေကျွန်တော်ပြန်ဖြည့်ဆည်းပေးပါတယ် ြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲအတွက်ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စီးရင်ရရှိစေဖို့လက်လက်မဲဆန္ဒနေမျိုးတွေမှာပါဝင်တဲ့မြို့နယ်တွေမှာ2015အထွေထွေရွေးကောက်ပွဲကမဲဆန္ဒရှင်စီးရင်တွေကိုအခြေခံပြီးတည်ရင်တက်တည်ရင်စင်ဒေါ်တူတော်စနစ်နဲ့ကောက်ယူထားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်ပြည်တော်စုရေကောက်ပွဲကော်မရှင်ကလစ်လက်မဲဆန္ဒရှင်နေမြေမှာပါဝင်တဲ့မဲဆန္ဒရှင်တွေအနေနဲ့မဲဆင်းရဲမှာမိမိတို့အမည်စီးရင်ပါမပါသိရှိစေဖို့မဲဆင်းရဲကြေညာတဲ့ရက်တွေမှာအိမ်တော်စုတစုကအနည်းဆုံး ံးတဦးသွားရောက်ကြည့်ရှုကြဖို့ညစ်တာရက်ခံထားပါရယ်မဲဆန္ဒရှင်တွေအနေနဲ့မဲစီရင်မှာမိမိအမည်စင်ရင်မပါဝင်မှာကပုံစံ၃တဲ့အမည်စင်ရင်ထည့်သွင်းမှုတောင်းဆိုတာမပါဝင်တဲ့သူတွေပါဝင်နေပါကပုံစံ၄နဲ့ကန့်ကွက်တာမဲစီရင်ပါအချက်အလက်တွေမှားယွင်းနေပါက ပုံစံ၄ကငယ်နဲ့ပြင်ဆင်လာတင်သွင်းတာတွေကိုဆောင်ရွက်ရမယ်လို့သိရပါရယ် ချားဖြတ်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ24ပါတီနဲ့သတိပုဂ္ဂလတွေကကိုယ်စားလှယ်အရေးအတွက်စုစုပေါင်း95ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျ။